အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုက်ခရိုင်းကနေရှင်းပြည်နယ်ပလောဝါကိုကုန်ပစ္စည်းတွေပို့ဆောင်နေတဲ့နေဆက်လန်းကိုအိန္ဒိယအနာပိုင်တွေကရဲအကန်တမရှိပိတ်ပင်လိုက်တဲ့အတွက်ကြောင့်ရခိုင်မှာကုန်စည်နှုန်းတွေမြင့်တက်လာနိုင်တယ်လို့သိရပါဗျ။အဲ့ဒီနေဆက်လမ်းကြောင်းကိုနေဆက်လုံးကျုံရေးကြောင်းလို့ဆိုပြီးအိန္ဒိယအာနာပိုင်တွေက မေလ16ရက်နေ့ကစပြီးရဲအကန့်အသတ်မရှိရာယီပိတ်ပင်လိုက်တာပါ။ အဲ့ဒီလိုပိတ်ပင်လိုက်တဲ့အတွက်ရခိုင်ပြည်ကိုအိန္ဒိယနိုင်ငံကတင်သွင်းတဲ့ကုန်ပစ္စည်းတွေပြက်လက်ပြီးဈေးနှုန်းတွေကလည်းအဆမတန်မြင့်တက်လာမှုတွေဖြစ်နိုင်တယ်လို့ရခိုင်ပြည်ကုန်စည်စီးဆင်းမှုအပေါ်လေးလာနေသူတယောက်ကပြောဆိုပါရယ်နောက်တလိုက်ပလတ်ဝလမ်းကြောင်းကိုပိတ်လိုက်တဲ့အတွက်ရခိုင်ပြည်သူတွေအနေနဲ့ကုန်စည်နှုန်းအဆမတန်မြင့်တက်လာတာကိုရင်ဆိုင်ရမှာဖြစ်ပြီးအကြက်တဲတွေအများကြီးကိုလည်းရင်ဆိုင်ရနိုင်တယ်လို့သူကဆက်ပြောပါရယ် ရခိုင်ပြည်မှာမြို့သိမ်းတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကစတင်ပြီးစစ်ကောင်စီကကုန်းလမ်းရေလမ်းတွေအားလုံးကိုပိတ်ဆို့ထားခဲ့တာပါ။အဲ့ဒီလိုပိတ်ဆို့ထားပြီးတဲ့နောက်လောင်တလိုင်းပလဝနေဆက်လမ်းဟာရခိုင်ပြည်ကိုအဓိကကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေအထက်ကတစ်ခုဖြစ်လာခဲ့ပါတယ်။ရခိုင်ကနေအိန္ဒိယကိုသွားရောက်ကုန်သွယ်တဲ့ကုန်သေးဥကြုံနိုင်ကလည်းအခုလိုနေဆက်လမ်းတွေကိုပိတ်လိုက်တဲ့အတွက်ရခိုင်မှာကုန်စည်စီးဆင်းမှုတွေရပ်တန့်ပြီးတော့ ကုန်စည်နှုန်းတွေဟာအစမတန်မြင့်တက်လာနိုင်တယ်လို့တုံသက်ပြောဆိုခဲ့ပါတယ်။အဲဒီလမ်းကိုအိန္ဒိယအာဏာပိုင်တွေအနေနဲ့အချိန်ကြာမြင့်စွာပိတ်ပင်ထားရင်ရခိုင်ပြည်သူတွေအနေနဲ့စားနေရိတ်ခါဆေးဝါးနဲ့နှောင်စာစီတွေပြတ်တောက်သွားနိုင်တယ်လို့ရခိုင်ကုန်သည်တွေကပြောဆိုကြပါတယ်ရှင်။